င်မြို့အေးမြတီရာရောက်ွက်ဖလန်းကြီးရွာကိုကိုလိတ်တော်အရာရှိကမြေသိမ်းတဲ့ကိစ္စဇူလိုင်30ရက်နောက်ဆုံးထားကန့်ကွက်နိုင်တဲ့အထွေထွေသတိပေးစာထုတ်ပြန်ခဲ့တဲ့အပေါ်ဒေသခံလေသမားတွေကကန့်ကွက်လိုတယ်လို့ဇူလိုင်21ရက်နေ့မှာ တုံ့ပြန်လိုက်ပါတယ်။လေယာမြေနစ်နာကြီးဘာတစ်ခုမှညှိနှိုင်းဆောင်ရွက်တာမရှိဘဲမြေသိမ်းတဲ့စာထုတ်တာကြောင့်ကန့်ကွက်လိုတာဖြစ်တယ်လို့လေသမားကိုယ်စားလှယ်ဦးစိုးသိန်းကဆိုပါတယ်။ တိလဝါစီမံကိန်းအတွက်ဧက4604တဲကလေသမားအလုံးရဲ့ကိုစားလယ်မြေနီးဥပဒေအခန်းရှိမှာပါတဲ့အတိုင်းယော်ကြီးတောင်းမယ်လို့ဆိုပါတယ်။ဖက်တာ2000လေးကလေသမားအလုံးရဲ့ကိုစားပြောရမယ်ဆိုရင်တော့2012လေယာမြေနီးဥပဒေမှာအခန်းရှိမှာပါတဲ့အတိုင်းပဲဥပဒေနဲ့အညီလေယာမြေယော်ကြီးတွေကိုရရှိဖို့အတွက်ဥပဒေပေါင်းတွင်းကနေပြီးတော့ပဲတောင်းဆိုသွားမယ်ဆိုတဲ့ဥစ္စာကိုဒါလေသမားတွေအလုံးရဲ့စန္ဒအရာကျွန်တော်သိရပါတယ်။ ဖလန်းကြီးရွာကဥစိန်လာအပါဝင်လယ်သမားတွေအားလုံးကအသိန်းခံရမယ့်မြေအတွက်အစားထိုးမြေလိုချင်ပြီးမြေအစားမရရင် ကာလာပေါင်စည်းနဲ့အညီနစ်နာကြီးကိုလိုချင်တာကြောင့်ဇူလိုင်၁၀ရက်နေ့သတိပေးစာထွက်ချိန်တောင်းဆိုခဲ့ပေမယ့်ဥယင်ချမ်းမြေ၄၃ခုအတွက်မပေးဘူးလို့ဆိုပါတယ်။ဟိုနေရတာဒီမြေသိန်းခံတဲ့ဥစားရေကိုရှစ်ဆက်ပြီးတော့ကျွန်တော်တို့နေတဲ့ဒီမြေအစားပြန်လိုအပ်တယ် ရေစားမရခဲ့လို့ရှိလို့ရှိရင်ကျွန်တော်တို့ကခလုံးကြီးလေးကြည့်တယ်။ဒေတာကန်တောင်သူတွေဟာလေယာနဲ့ဥယျာဉ်ခြံမြေကိုပဲမိခိုလောက်ကန်ရတာကြောင့်အခုလိုသိမ်းတဲ့အခါရှားတဲ့နဲ့နစ်နာခြေကိုလိုချင်ပေမဲ့ကို့မြေမှာပဲကိုလောက်ကန်စားရတာအကောင်းဆုံးပါပဲလို့လေဆက်နှစ်ဧကာခွဲနဲ့ဥယျာဉ်ခြံမြေ၅ဧကာနီးပါးပိုင်နဲ့ဥမောင်နိုင်ကပြောပါတယ်။ ျွန်တော်တို့ကတော့ဒီလေယာမြေနဲ့ဒီဥယျာဉ်ခြံမြေမှာစိုက်ပျိုးစားတောက်တဲ့အတွက်ကြောင့်တိမ့်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့မှလောလောဆယ်ဆယ်ရတော့တော်တော်လေးဒုက္ခရောက်သွားမှာပေါ့အဲဒါကြောင့်ကျွန်တော်တို့ရာခွင့်ရာတိုက်ရှိတဲ့ဟုတ်သာတော့ထိုက်တန်တဲ့ဟုတ်သာတော့လိုချင်တယ်ပေါ့ဒါပေမဲ့ကိုယ်မြေပိုင်းနင်းနဲ့ကိုယ်ပဲပြန်ပြီးတော့ဒီလိုပဲပြန်ယူလို့ရမယ်ဆိုလို့ယူလို့ချင်းလဲပို့ပြီးတော့ကောင်းတာပေါ့ပြီးခဲ့တဲ့မေလထဲမှာအုတ်ချုပ်ရီမှုဦးအေးလွင်ကညတကောင်ကျော်လဲတဲ့ကျူးကျော်ဝင်ရောက်ပြီးဖြတ်စည်းခဲ့သလို ဇွန်လဇန်းမှာလည်းဒုတိယအကြိမ်ဒီလိုလုပ်ပြီးလေယာသုံးဆက်ပစ္စည်းတွေကိုပါခိုးယူခဲ့တဲ့ကိစ္စကြတော့အစိုးရကသတိပေးစာမထုတ်ဘူးလို့ဦးသားကြားကပြောပါတယ်ကျွန်တော်တို့တဲဘူးမရှိပြကြကြကြည့်ပါအုတ်ချုံဘူးကနေပြီးတော့ဒီလေတဲဘူးကျူးကျော်ပြီးတော့ညတကောင်ကျော်လာပြီးဖြတ်သွားပါတယ်ကျွန်တော်တို့လေယာတုံးကရိယာထုံတုံးဆက်တုံးငွားစခွက်စကြပြန်အကုန်လုံးခိုးယူသွားပါတယ်ကျွန်တော်တို့ကို notice စာပေးခြင်းပေးကမ်းခြင်းကျွန်တော်တို့ကိုခေါ်ပြီးပြီးဆွေးနွေးတိုင်ပင်ခြင်း ော်လော့စပီကာနဲ့អော်ជីဘာတို့ទៅទៅတရားမှာမရှိကြပါဘူး